အဖိုးကြီးကိုကြားစေခြင်း ਨੇ အဖိုးကြီးကတေရွာပြန်မှာတေရွာကနေအဖိုးကြီးပြန်လာတာကတစ်ချိန်လည်းမကနှစ်ချိန်လည်းမကပါဘူးအချိန်ပေါင်းများစွာတေရွာကပြန်လာနိုင်ခဲ့တဲ့အဖိုးကြီးပါဒီရက်ပိုင်းမှာကျွန်တော်ဟာအဖိုးကြီးကိုထူးထူးခြားခြားသတိရနိုင်မိပါတယ်ဒီနေရာမှာအဖိုးကြီးလို့ဘာလို့ခေါ်ရသလဲဆိုရင် ကျွန်တော်တို့တပ်ဖွဲ့တဲကိုသူရောက်လာခဲ့တာကလွန်ခဲ့တဲ့2020အစောပိုင်းကာလကတည်းကဖြစ်ပါတယ် တက်ဖွဲ့ကိုဝင်လာတဲ့အချိန်ကလည်းစောတယ်လို့တက်ဖွဲ့ဝင်နေတဲ့မှာအကြီးဆုံးဖြစ်တာကြောင့်ကျွန်တော်တို့ကသူ့ကိုအဖိုးကြီးလို့နာမည်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့စခန်းကိုအဖိုးကြီးရောက်လာတဲ့အချိန်ကစပြီးလိုအပ်တာတွေပြင်ဆင်ပြုပြင် ပုံသွင်းပေးရင်တက်ဖွဲ့ဝင်အသစ်ဖြစ်တဲ့အဖိုးကြီးကိုစခန်းတစ်ခုလုံးကယုံကြည်ကိုးစားစွာနဲ့တန်ဖိုးထားမျှော်လင့်ခဲ့ကြပါတယ်။အဖိုးကြီးကတကယ်ကိုလည်းအားကိုးရပြီးတော်လန်ကြီးရဲ့အောင်မြင်ခြင်းမှတ်တိုင်တွေဖြစ်တဲ့အာနာသိမ့်စစ်တဲ့စခန်းတွေကိုသိမ့်ပိုက်တဲ့တိုက်ပွဲတော်တော်များများကိုလည်းရဲရင်စွာပါဝင်ခဲ့ပါတယ်။ ဒီလိုပါဝင်ခဲ့ခြင်းတွေကအဖိုးကြီးအတွက်တေရွာပြန်ဆိုတဲ့နာမည်တွင်ဖို့ဖြစ်လာစေခဲ့တာပဲအဖိုးကြီးပါဝင်ခဲ့ရတဲ့ပထမဆုံးတိုက်ပွဲကတော့2023တောင်ကြားအင်းရဲစခန်းသိမ်းတိုက်ပွဲပဲဖြစ်ပါတယ်အဲ့ဒီတိုက်ပွဲကကာလာတို့တိုက်ပွဲတစ်ခုမဟုတ်ပဲအချိန်ကာလအတော်ကြာတိုက်ခိုက်သိမ်းပိုက်ခဲ့ရတဲ့တိုက်ပွဲတစ်ခုဆိုလဲမမားပါဘူးအဖိုးကြီးရဲ့ပထမဆုံးတိုက်ပွဲမှာတင်မွေးရပါချိုရင်ချက်တစ်ခုကြောင့်အားပြက်ပြီးအမြင့်နေရာကနေတူကြခဲ့ရတယ်အမြင့်ကလည်းမနှဲလာဘူး ကြတဲ့အချိန်ကလည်းအလွန်ပြင်းထန်ခဲ့ပါတယ်။သူ့ပေမဲ့စိုးရင်ရောက်တဲ့ဒဏ်ရာတွေတော့မရခဲ့ပါဘူး။အဖိုးကြီးရဲ့မူလ6ထောက်ယူမာကတော့စတီယိုတွေနဲ့အစားထိုးခဲ့ရတယ်။အားလုံးကတော့အဖိုးကြီးကိုဆုံးထုံးလိုက်ရပြီလို့ထင်ခဲ့ပေမဲ့သူကတော့ပြန်လည်နှုတ်ထပြီးတိုက်ပွဲတွေစီကိုဒုတိယအကြိမ်ပြောင်းနိုင်ခဲ့တယ်။ဒီလိုနဲ့တိုက်ပွဲကာလတခြားအဖိုးကြီးရဲ့မနာမိန်တိုက်ပွဲဝင်ခဲ့ရတာတွေကရဲဘော်တွေအတွက်ခွန်အားတစ်ခုဖြစ်စေခဲ့ရပါတယ်။အဆုံးမှာတော့အာနာသိန်းစစ်တပ်ရဲ့ တောင်ကြားအေးရဲစခန်းကိုကျွန်တော်တို့တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြတယ်။2023နိုဝင်ဘာလအတွင်းမှာအဖိုးကြီးရဲ့ရှေ့တန်းကော်မရှင်ဟာချောင်းနှခွားရဲစခန်းစီဥတီခဲ့ပြန်တယ်။ချောင်းနှခွားရဲစခန်းတိုက်ပွဲစဖြစ်ခဲ့ကအဖိုးကြီးဟာတာဝန်ကျေပွန်စွာနဲ့တိုက်ပွဲမှာအားကိုးရဆုံးရဲဘော်တဦးဖြစ်ခဲ့တယ်။တိုက်ပွဲစတင်ပြီးရဲနှင်းငင်ကြမှာတော့စိတ်မကောင်းစရာတဲ့တင်ကိုစကားပြောဆက်မှာကြားခဲ့လိုက်ရတယ်။အဲ့ဒါကတော့အဖိုးကြီးအနေနဲ့တာဝန်ထမ်းဆောင်မှုစတင်ထွက်ခွာပြီးမကြခင်မှာပဲ။ ူ့စီမပါတဲ့ဘုံသီးတွေနဲ့အတူအနားမှာရှိတဲ့ထမ်းပင်ကြီးကိုအချိန်ပြင်းစွာဝင်တိုက်မိပြန်ပါတယ်။ကံကောင်းထောင်းမစွာနဲ့ပဲဘုံသီးတွေကမကွဲခဲ့တာကြောင့်အဖိုးကြီးရဲ့အသက်နဲ့ခန္ဓာတစားစီဖြစ်မဲ့ဘေးကနေလွတ်ခဲ့ရပြန်တယ်။ဒါပေမဲ့လည်းအဖိုးကြီးရဲ့လက်တစ်ဖက်ကတော့လက်မောင်းအစ်စ်ကနေကျိုးခဲ့ရပြန်ပါတယ်။ရန်သူရှိရာနေရာနဲ့အလန်းဝင်နေခဲ့တာကြောင့်အဖိုးကြီးကိုအလွယ်တကူပဲပြန်လဲရရှိခဲ့ပြီးနောက်တန်းမှာအနာပေးရင်လက်တစ်ဖက်ကို အချိန်ယူပြန်လဲကုသရတယ်ဒီလိုနဲ့ပဲ အဖိုးကြီးကဒုတိယအကြိမ်တေရွာကပြန်လာနိုင်ခဲ့တယ်2024အော်ကက်စလာမှာတော့အဖိုးကြီးနဲ့တန်ရာကတက်တာပြောက်ခင်းပြီးရှေ့တန်းထွက်ဖို့အစဉ်သင့်ဖြစ်နေခဲ့တယ်အမာရွတ်ဒီနဲ့အဖိုးကြီးရဲ့ body ဟာမြင်ရသူရဲ့ body အဖို့စိတ်မတက်မတာဖြစ်ခဲ့ပေမဲ့အဖိုးကြီးကတော့တန်မာမှုပြည့်ပါပဲဒီလိုနဲ့ကျုံတို့ concrete ဆက်သွယ်ထားတဲ့အာရှလမ်းမကြီးဘော်ကကိုတိုင်တိုက်ပွဲကိုဝင်တိုးဖို့အဖိုးကြီးရှေ့တန်းရောက်ခဲ့ပြန်တယ်တိုက်ပွဲရဲ့ကြာလာတာနဲ့အမျှတစ်ဖက်ကရန်သူဟာ ခံရတာများလာတော့တော်လန်ကြီးရဲဘော်တွေရဲ့ view ဟာကိုအလွတ်ရသွားဟန်တူပါတယ်။တိုက်ပွဲဝင်ဖို့တာဝန်အပြည့်နဲ့ထိုးတက်သွားတဲ့အဖိုးကြီးခမားရှေ့ထွက်ရဲ့အနှဲငယ်ကြားလာချိန်မှာပဲရန်သူရဲ့ပြစ်ချခြင်းကိုခံရပြန်တယ်။ပြစ်ချမခံရခင်အထိအဖိုးကြီးရဲ့နာမည်ကရဲဘော်တွေရဲ့စကားပြောဆက်ထဲမှာနေစဉ်နဲ့အမျှတောင်းတခြင်းခံရသူပါ။ဒီလိုတောင်းတခြင်းခံရတာကအဖိုးကြီးအတွက်ရန်သူအညှို့ခံရဟန် ရှိခဲ့ပါတယ်။အားလုံးကလည်းအဖိုးကြီးပြစ်ချခံရတဲ့တရင်ကိုကြားတာနဲ့နောက်တန်းကိုပြန်ဆွဲထုတ်ဖို့ပြင်ကြပါတယ်။ ဒီလိုနဲ့ဒဏ်ရာများစွာနဲ့အဖိုးကြီးဟာကျွန်တော်တို့စီပြန်ရောက်လာခဲ့ပါတယ်။ကံကောင်းတာကပြန်လဲကုသနိုင်တဲ့ဒဏ်ရာတွေကိုသာအဖိုးကြီးရခဲ့တာပါပဲ။စစ်ကောင်စီအနေနဲ့ကရင်ပြည်နယ်ကိုစစ်စင်ရေးဖော်ဆောင်တဲ့အခါအာရှလမ်းမကြီးဟာအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိနေပါတယ်။ဒါကြောင့်အာဏာသိမ်းစစ်တပ်အတွက်အရေးပါတဲ့ဒီလမ်းမကြီးဘက်ကစခန်းတွေကိုတော်လိုင်းရင်တက်တွေကတချိန်တို့တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။နှစ်ဖက်စလုံးအတွက်အရေးပါတဲ့ဒီလမ်းမကြီးဘက်ကတိုက်ပွဲတွေဟာရက်ပိုင်းခဏနဲ့မပြီးသွားခဲ့ပါဘူး။ အဲ့ဒီပြင်းထန်တဲ့တိုက်ပွဲတွေမှာအဖိုးကြီးကလည်းရှေ့ဆုံးကပါဝင်ခဲ့ရပြန်ပါတယ်။ကိုတိုင်တိုက်ပွဲမှာပြစ်ချခံရတဲ့အတွက်ပြင်းပြင်းထန်ထန်ထိခိုက်ပျက်စီးခဲ့ရတဲ့အဖိုးကြီးကတော့လာတော့ကြာအနားယူပြီးတဲ့နောက်2025ဧပြီမှာစတင်ဖြစ်ပွားခဲ့တဲ့ငါးတိုင်တိုက်ပွဲမှာလည်းခြေစုံကပါဝင်ခဲ့ပြန်တယ်။ဒါဟာအဖိုးကြီးတို့ကတော့၃ချိန်မြောက်တေယောကပြန်လာခဲ့တာဖြစ်ပြီးတိုက်ပွဲတစ်ခုစီဥတီခဲ့ခြင်းပါပဲ။တိုက်ပွဲတွေတိုင်းမှာ အမြဲတမ်းရွရွချွန်ချွန်စွစွန်စားစားတိုက်ပွဲဝင်ခဲ့တဲ့အဖိုးကြီးကအခုတော့ထာဝရအနားယူသွားခဲ့တာလပိုင်းမြကြာခဲ့ပါပြီ ကျွန်တော်တို့ဇီဝအဖိုးကြီးဟာဒီတစ်ခါမှတော့ပြန်လာခဲ့တော့ပါဘူးပေးတဲ့တာဝန်ကိုအမြဲတမ်းကြေပွန်စွာထမ်းဆောင်ခဲ့တဲ့အဖိုးကြီးက2025ဇွန်လမှာဖြစ်ပွားခဲ့တဲ့ခုနှစ်တိုင်းတိုက်ပွဲမှာရန်သူရဲ့အစင်းမြင့်ဤပညာကျမ်းပါတွေကြောင့်အမြင့်ပေ800လောက်မှပျောက်သွားခဲ့တာယနေ့အထိပါပဲတိုက်ပွဲအမတ်တရားတွေပြန်ပြောဖြစ်ကြတဲ့အခါတိုင်းအဖိုးကြီးဟာ ခိတ်ဆုံးကပါပါလာတတ်ပြီးရဲဘော်တွေအတွက်တော့မေ့မရတဲ့ရဲဘော်ကြီးပါပဲအဆုံးမှာတော့သူပြက်ကြသွားခဲ့တဲ့နေရာကိုတိထားခဲ့ပေမဲ့လည်းရန်သူရဲ့စိုးမိုးနေမြေထဲမှာဖြစ်တာကြောင့်ပြန်လဲရရှိဖို့ဘလို့မှမတတ်နိုင်ခဲ့ပါဘူးဒါပေမဲ့လည်းကျွန်တော်တို့စကန်းစီအဖိုးကြီးပြန်အောင်လာမယ့်နေ့ကိုတော့အားလုံးမျှော်နေမိပါသေးတယ်ဒီတစ်ချိန်မှာတော့တေရွာကနေဖိုးကြီးပြန်လာနိုင်အောင်မလားဒီတစ်ခါအဖိုးကြီးပြန်လာရင်တော့ဗျာတေကြပြင်ဆင်ပြီးစကန်းမှာတင်ထားတော့မှာဗျာ ခြေတန်းကိုမထည့်တော့ဘူးဆိုတော့ကျွန်တော်တို့ရဲ့ရဲဘော်တွေယင်တွေကအတန်တွေကိုအဖိုးကြီးကြားစီခြင်းမှသေးတယ်ရေးသားသူ reverdy